်မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဖုံးသွင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးမှအုပ်ချုပ်သူနေပြများနဲ့အားကစားသမားများအတွက်ရန်ကုန်တိုင်းဒေသကြီးကထောက်ခံချင်းမြင်ွေပေးရတဲ့ခမ်းနားကျင်းပတဲ့တွင်ဖြစ်ပါတယ်၂025ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှ20ရက်နေ့ထိထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မဲ့33ကြိမ်မြောက်ရှစ်ထောင်အားရှာအားကစားပြိုင်ပွဲသူဝင်ရောက်ရှင်ပြိုင်မဲ့အားကစားအဖွဲ့များအောင်မြင်မှုရရှိစေရေးနှင့်ပြိုင်ပွဲသူဝင်ရောက်ရှင်ပြိုင်ရန်ရန်ကုန်တိုင်းဒေသကြီးမှရွေးချယ်ခံရတဲ့အုပ်ချုပ်သူနေပြများနဲ့ အားကစားသမားများအတွက်ရန်ကုန်တိုင်းဒေသကြီးမှာထောက်ပံ့ချင်းမြင်ွေပြည့်ရတဲ့ခမ်းနာကိုရန်ကုန်တိုင်းဒေသကြီးတောင်ကလပါမြို့နယ်ပရိသာအားကစားခွင့်ရှိအားကစားနှင့်ကာယပညာဦးစီးဌာနရုံးအစီအွေခမ်းမမှာနိုဝင်ဘာ၁၀ရက်ကကျင်းပရာမြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ကီတွာလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးစံပန်တော်တောင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစုသိန်း အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတယောက်ကြားကြောင်းသိရပါဗျ။အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်အစိုးသိမ်33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲသူဝေယောင်ရှင်ပြိုင်မဲ့အားကစားဖွဲ့များအားထောက်ပံ့ချီးမြှင့်ငွေကျပ်3000တထောင်တတီကိုပေးရရာပြည်တော်စုဝန်ကြီးကလက်ခံရယူခဲ့ပြီး33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲတွင်ဝေယောင်ရှင်ပြိုင်ရန်အတွက်ရန်ကုန်တိုင်းဒေသကြီးမှရွေးချယ်ခံရတဲ့အုပ်ချုပ်သူနည်းပြအားကစားသမားများအတွက်ထောက်ပံ့ချီးမြှင့်ငွေကျပ် တိမ်မောင်1365သိန်းတီတီကိုပေးရရာအာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားမှုတို့ကလက်ခံကြောင်းသိရပါရဲ့ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပြပူလာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်2025-2026ခုနှစ်ဦးစဘာဆန်ကွက်ရိတ်သိမ်းပွဲနှင့်တောင်သူများတို့ဒရမ်စီတာများ၊နေကြာမျိုးစေ့များဖြန့်မျိုးပေးရခြင်းခမ်းနာကျင်းပတဲ့တင်ဖြစ်ပါတယ်။ 2025-2026ခုနှစ်မိုးစပါဆန်ခွက်ရိတ်သိမ်းပွဲနှင့်တောင်သူများတို့ drum sitter များနေကြာမျိုးစင်များဖြန့်ပြူပေးခြင်းခံနာကိုနိုဝင်ဘာ17ရက်နေ့နဲ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ညဝိုင်းကျေးရွာအုပ်စုတောင်သူဦးမျိုးကျော်သူရဲ့လယ်မြေတွင်ကျင်းပကြောင်းသိရပါဗျ။အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများ တန်လင်းခရိုင်တွင်ရှိတောင်သူများနှင့်တာဝန်ရှိသူများတက်ရောက်ကြပါသည်။အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွင့်အမှားစကားပြောကြားရမှာ drum sitter ဖြင့်စပားဆက်ပြူရေးဤစနစ်များကို2023ခုနှစ်နှွေစပားရာသီမှစ၍ဆောင်ရွက်ခဲ့ကြောင်း drum sitter ကြည်ကြည်ပြည့်ပြည့်အသုံးပြုခြင်းအပြင်တောင်သူကြီးများအတွက်ပြုံးနှုတ်ဆက်ပြူခြင်းလှုပ်အားကကုန်ကြစေကိုတက်တာစေခြင်း အချိန်ကုန်သက်သာစီခြင်းနဲ့တီးနှံများညညာစွာပေါရောက်စီခြင်းတို့ကြောင့်ဗန်းနိုင်အထက်နှုံပြည့်မီကျော်လွန်အောင်ထိတိယယောက်ဆောင်ရွက်နိုင်မှာကြောင့်လည်းနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍအောင်မြင်ရေးအတွက်ရှေးရရှိရည်သည့်အထူးအကြဆုံးအခြေခံအုတ်မြစ်ဖြစ်ပါကြောင်းပြောကြားပါရယ်။အဲဒီနောက်ရှမ်းကုန်တိုင်းဒေသကြီးစီးပွားရေးအဝန်ကြီးဦးမျိုးမြအောင်ကအမှစကားပြောကြားပါရယ်။အဲဒီနောက်မှာတော့တန်လင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်တိုင်ဝင်းကတန်လင်းခရိုင်အတွင်းစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို၎င်း ရန်ကုန်တိုင်းဒေသကြီးစက်ပြွေးဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှုဦးတည်နိုင်ကမိုးစဘာစက်ပြွေးမှုအခြေအနေများကို၎င်းရန်ကုန်တိုင်းဒေသကြီးစက်မှုလေယာဉ်ဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှုဦးတည်မောင်ကြီးကတိုင်းဒေသကြီးဒရင်ဒရမ်စီတာများဖြတ်ဝေအသုံးပြုမှုအခြေအနေများကို၎င်းရှင်းလင်းတင်ပြကြပါသည်ဆလဘီရန်ကုန်တိုင်းဒေသကြီးဝင်းကြီးကျုံနှင့်တိုင်းဒေသကြီးဝင်းကြီးများကဒရမ်စီတာများနှင့်နေကြမျိုးစေ့များကိုပေးအပ်ခဲ့ကြပြီးတိုင်းဒေသကြီးဝင်းကြီးကျုံကတက်ရောက်လာသူများအားရှင်းလင်းနှုတ်ဆက်ပါသည် အဲဒီနောက်မူစဘာဆန်ခွဲရိတ်သိမ်းနေမှုနဲ့ပြသထားတဲ့ drum sitter များ၊ nija music ကရိယာများ၊စဘာ music နမူနာများ၊ဓာတ်မြင့်ဩဇာများနဲ့စိုက်ပျိုးရေးသုံးပစ္စည်းများကိုလှည့်လည်ကြည့်ရှုအားပေးပါတယ်။ဘုဇဘာဆံခွဲရိတ်သိမ်းပွဲတွင်တောင်သူဦးမျိုးချတ်သူရဲ့လက်မြေကိုရှိတဲ့ရာတဧကလင်းစဘာတင်အချောက်ထွန်းလုံး130တဒသမ5ရင်းရှိကြောင်းသိရှိရပါရဲ့ရှင်ဒီသတင်းကိုတော့ဆွဲထက်ကူကပေးပို့လာတာပါ